ျဆိုတဲ့ကောင်လေးတယောက်ဟာတနေ့မှသူရွာလေးစီကိုပြန်လာခဲ့တယ်ပြန်လာခဲ့တဲ့အကြောင်းရင်းကတော့သူ့မိစုံပါသွားခဲ့တယ်လေဖြစ်ချင်တော့သူကိုလူလေကြတဲ့ရွာကလည်းလုံသားရဲတွေနဲ့တွေ့ပါလေရောရဲတွေကသူစီမှာပါတဲ့ပတ်စံတွေကိုမတမာသူစီကရလာတဲ့ငွေတွေလို့ပြောကတင်းစီပြီးယူသွားခဲ့ကြတယ်အနောက်ပါရီဆက်ဖြစ်မလဲ အချင်းရုတ်တဲ့ရွာကရဲတွေကစီဂျီခေါ်ဆက်လိုက်ကူတောလမ်းကြားထဲမှာပစ်ချခဲ့ကြတယ်စီဂျီလဲသူ့ရဲ့တောအိမ်လေးစီကိုသွားကျင်စောနဲ့လဲသမားတယောက်ရဲ့စပိန်လေးကိုမထားဘဲနဲ့ယူစီးခဲ့တယ်သူဟာအိမ်ပြန်ကျင်စောနဲ့လမ်းပေါ်တောင်မနှင်းတော့ပဲတွေ့ရလမ်းတွေကပဲအိမ်စီကိုဒုံဆိုင်ပြီးနေခဲ့တော့တယ်ဘာလို့လဲဆိုတာကတော့ပရိသတ်ကြီးစောင့်ကြည့် ူဟာအိမ်ကိုရောက်တော့အရန်အံ့ဩသွားခဲ့ရတယ်သူနေခဲ့တော့အိမ်လေးဟာအရင်တိုင်းပဲဘာမှပြောင်းလဲပဲရှိနေခဲ့တော့လေအရင်ကအမတ်တရတွေကိုကြည်ရင်သူ့ရဲ့အမေကိုပိုတရိယစေမိတယ်လေသူအိမ်မှာဟိုဟိုဒီဒီပက်ကြည့်နေခဲ့မိတယ်အချိန်နှဲငယ်ကြတဲ့အထိပေါ့ Here. သူ့မိရဲ့စကားတန်တွေကအလိုလိုနားလဲပြန်ကြရင်သူ့မြလည်းနဲ့နေခဲ့မိတယ်နောင်တရီနဲ့ပေါ့အဲ့ချိန်မှာသူအိမ်ထဲမှာရှိတဲ့လူတယောက်သူကိုတခိုးမှတ်ပြီးရိုက်ဖို့လို့တော့သူငယ်တငယ်ချင်းဖိုးထုတ်ဖြစ်နေခဲ့တယ်ဟာဟောက်စီဂျီမင်းပြန်လာပြီးပေါ့ဆိုကတယောက်နဲ့ယောက်ဖက်ပြီးတော့စကားမြည်ပြောနေကြတော့တယ်နောက်လို့ဖြစ်မဲ့အကြောင်းတွေတိုင်းမြင်ပေါ်နောက်ပါတီဆက်ဖြစ်မလဲဆိုတာစောင့်မျှော်ပေးပါဦး make us laugh make us cry But right now, we gotta take care of our business. Go see your brother at the cemetery. Come on, let's bounce.